ားလုံးမင်္ဂလာပါတူချင်းနဲ့တယောက်ချင်းရဲ့မင်္ဂလာပါဗျာနော်အားလုံးတော့အားလုံးတော့မိတ်ဆွေများမင်္ဂလာပါအဲ့တော့မနေ့ကတည်းကကျွန်တော် live လွှင့်ပေးဖို့ပါပဲနော်သို့တော်ကျွန်တော် web channel ကကျွန်တော် ပိတ်သွားလို့ကျွန်တော် live လွှင့်လို့မရဘူးဖြစ်နေနော်ဟုတ်ပဲ channel ရကျွန်တော် live လွှင့်လို့မရဘူးပိတ်နေတယ်ပိတ်နေတာဖြစ်တဲ့အတွက်ကြောင့် အခုတော့မတော်အလုံးကိုကျွန်တော်မနက်ကလိုက်ရှုလွှင့်လို့မရတော့ပါနော်ဒါကကျွန်တော်လိန်ပြီးတော့လည်းကျွန်တော်မပြောတမင်ကျွန်တော်လိုက်ရှုမတက်ချင်လို့ကျွန်တော်ဟန်ဆောင်နေတာလည်းမဟုတ်ဘူးကဲအကျွေးကြည့်အကျွေးကြည့်လာမယ်အခွေဒီဒီညနေဆက်ထိုးပါဒီထဲထဲမှာပါတဲ့အကိုဒီအမတွေအခွေဒီဒီညနေမှာဆက်ထိုးပါနော်တခါလေးကျွန်တော်ပြောလိုက်ပြီ အပူးလေးကိုမှထည့်ထိုးပါအခွေကိုဆက်ထိုးပါဒီညနေမှာ အခွေကိုဆက်ပြီးတော့ကစားပါယုံတဲ့အကိုဒီမဒီအားလုံးကိုကျွန်တော်ပြောပြသွားပြီနော်ထွက်လာတဲ့အခါကျမှမပေါ်ဘူးလို့ဘာဖြစ်တာလို့ညာဖြစ်တာလို့အကြောင်းအမျိုးမျိုးပြပြီးတော့နော်ကျွန်တော်အဲ့ဒီအတန်ကြီးကျွန်တော်လုံးဝမကြမ်းချင်ပါဘူးနောက်ဆုံးညနေဖြစ်တဲ့အတွက်ကြောင့်အခွေကိုအဓိကအားပြုတ်ပြီးတော့ထိုးကြပါအခွေကိုကစားပါရှယ်ပြင်းထားပါလေတဲ့ ွဲတိုင်းရောအခွေသည်ပြက်ပင်ပြက်ပွဲမရှိအခွေဖြစ်တဲ့အတွက်ကြောင့်အကျွေးကျင်ရင်အကူအမတွေအားလုံးပဲဝင်လာခဲ့ပေးပါနော်အကျွေးကျကျင်တဲ့အကိုတွေမှလည်းဒီညနေမှဝင်လာခဲ့ပြီပါဖုန်းရဲ့မှန်လာပြင်းကိုလက်နဲ့နှစ်ချက်စီတောက်ပြီးအားလုံးပဲဝင်လာခဲ့ပြီပါနော်ပြိတ္တများအားလုံးပဲဖုန်းရဲ့မှန်လာပြင်းကိုလက်နဲ့နှစ်ချက်စီတောက်ပြီးတော့အားလုံးဝင်လာခဲ့ပါအဲ့တော့အကျွေးကျပါဒီညနေအကျွေးကျကနန်း၃ကွက်ထုံးမယ်နော်အကျွေးကျကနန်း၃ကွက်ထုံးမယ် အကျွေးကြေကနန်း၃ကွက်ထုံးမယ်အားလုံးဖုန်းမန်ကိုလက်နဲ့နှစ်ချက်စီတောင်းရရှုံးနေတဲ့သူတွေအားလုံးအကျွေးကြေချင်းဝင်လာခဲ့ကနန်း၃ကွက်ပိုင်ပိုင်နိုင်နိုင်ပြင်းရမယ်အခွေသမားများလုံးကအခွေကိုလှုပ်ဆရာရည်တာဆက်လို့ဟုတ်ပြီနော်အခွေကိုလှုပ်ဆရာရည်တာဆက်လို့ပွဲတိုင်းကြော်တဲ့ပွဲတိုင်းကြော်အခွေသည်အကူမများလုံးပဲပြက်ပင်ပြက်ပွဲမရှိတဲ့အတွက်ကြောင့်ယနေ့ညနေမှာလည်းကျွန်တော်တို့ကစားရမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါကြောင့်မလို့အကျွေးကြေချင်းဝင်လာခဲ့အဲ့တော့ ဖုန်းရဲ့မန်သားလေးကိုလက်နဲ့နှစ်ချက်တောက်ပြီးအကျွေးကြည့်နေတဲ့အကူမကြီးဝင်လာခဲ့နော်အကျွေးကြည့်ဝင်လာခဲ့အဲ့တော့ channel တွေကလည်းကျွန်တော်တို့အပိတ်အပိတ်ခံရတယ်နော် channel ဒီအပိတ်ခံလို့စိတ်မကောင်းဘူး ပွဲသိန်းနေညနေအကျွေးကြေးထိုးကွက်ကျွေးကြေးထုံးထိုးကွက်၃ကွက်ပါနော်ပွဲသိန်းနေညနေမှာအကျွေးကြေးထိုးကွက်ဒီ၃ကွက်ထဲပါအဲ့တော့ဖုန်းမှန်ကိုလက်နဲ့တောက်ယူဝင်လာခဲ့မယ်ဖုန်းရဲ့မှန်သားပြင်ကိုလက်နဲ့နှစ်ချက်စီတောက်ယူဝင်လာခဲ့နော်ဖုန်းမှန်သားပြင်ကိုလက်နဲ့ နှစ်ချက်စီသုံးချက်စီတောက်ပြီးတော့ဝင်လာခဲ့ဒီညနေမှာအကျွေးကြီးသုံးကွက်ပွဲသိမ့်ညက်နေပွဲသိမ့်ညက်နေနော်ပွဲသိမ့်ညက်နေအကျွေးကြီးကဏ္ဍသုံးကွက်နော်ပွဲသိမ့်နေညက်နေအကျွေးကြီးကထုံးကွက်သုံးကွက်အဲ့တော့အမြန်လေးဝင်လာခဲ့အမြန်လေးဝင်လာခဲ့ဖုံးမှန်ကိုလက်နဲ့နှစ်ချက်တော့ပြီးအားလုံးအမြန်လေးဝင်လာခဲ့ ဆရာကြီးအပိုင်ထိုးမှလို့တဲ့ထိုးပါမယ်တဲ့ဆရာတဲ့ဆယ်ကျက်လောက်တောက်ပြီးပါပြီတဲ့21ပေါက်ပါတယ်တဲ့ဟုတ်ကဲ့ပါဆရာ లై ကတဲ့မမတင်ဘူးလားပြားတဲ့မတွေ့ဘူးတဲ့မဟုတ်ဘူးလို့ကျွန်တော်ပြောသွားပြီကျွန်တော်ရဲ့ channel ကျွန်တော်တို့ copyright ညှိသွားတယ် channel မှာ లై show လွှင့်လို့မရလို့ channel အလုံးကြီးမှာလွှင့်ပေးလို့မရလို့အခုအလုံးသေးမှာပြန်လွှင့်ပေးတာဗျာကျွန်တော်ပြောတာရှင်းလားမသိဘူးကျွန်တော်ဟိုဘက် channel YouTube channel အကြီးလုံးသသိန်းကျော်ရှိတဲ့အလုံးတသိန်းနဲ့၄တောင်ရှိတဲ့အလုံးလူကြီးတသိန်းနဲ့၄တောင်ရှိတဲ့အလုံးက လွှင့်လို့မရဘူးเนาะလွှင့်လို့မရဘူးလွှင့်လို့မရတာဖြစ်တဲ့အတွက်ကြောင့်ဒီ channel မှာကျွန်တော်တို့ live လွှင့်ပေးတယ်အခု YouTube အသေးလုံးမှာကျွန်တော်တို့လူကြီး7000ကျော်ရှိတဲ့ channel မှာကျွန်တော်တို့ live show လွှင့်ပေးနေတယ်အဲ့တော့ဖုံးမှန်ကိုလက်နဲ့နှစ်ချက်တော့ပြီးပွဲသိမ်းချက်နေအကျွေးကြီး3ခွက်မင်းတို့မင်းတို့ကပြောမယ်မနှစ်တဲ့အာမပေးနဲ့ ရင်ထဲမှာအကုန်လုံးရဲ့ရင်ထဲမှာပန်းတွေပွင့်နေတာမဟုတ်ဘူးနော်နှလုံးတွေထိုးသူထိုးသားများရဲ့အားလုံးရဲ့ရင်ထဲမှာပန်းတွေပွင့်နေတာမဟုတ်ဘူးနော်မြက်တဲ့သူရှိသလိုရှုံးတဲ့သူတွေလည်းရှိတယ်မင်းတို့အတွက်ငါတို့လိုက်တွေအနှောက်အယှက်ဖြစ်နေတယ်ဆိုရင်ကြော်သွားသူများတကောက်ကိုမင်းတို့မပုတ်ခတ်နဲ့မစော်ကားနဲ့နော်အောင်စော်ဦးဆိုတဲ့အကောက် အောင်စော်ဦးဆိုတဲ့အကောက်မစော်ကားနဲ့အေးစစ်စစ်လေးပဲမင်းတို့မကြည့်ကျင်ထွက်သွားလိုက်လူက စိတ်ကညစ်နေတာနော်ဆဲမိတုံမိသွားရင်တော့မင်းတို့မကောင်းဒါကြောင့်မလို့ပြောတာ AC ကနန်းကိုလိုချင်ယူသွားအလကားပေးတာမင်းမင်းတို့အလကားပေးနေတာတကြက်တပြားမှတောင်းစားနေတာမဟုတ်ဘူးရှင်းလားဘာကုန်နေမှမသိဘူးမင်းတို့ကအာယုံလာလာစားနေတယ်လုံးတစ်ခါလုံးခံနေနော်မင်းတို့ မင်းတို့မနှက်တဲ့ရင်မင်းတို့မကြိုက်ရင်မင်းတို့မထိုးနဲ့လို့ငါတို့ပြောပြီးသားအဲ့တော့ရှင်းရှင်းလေးပဲငါတို့ပြောတဲ့စကားကမင်းတို့ဘသူမှထိုးပါလို့လဲငါပြောနေတာတခွန်းမှမပါဘူးမင်းတို့ကလိုက်ပြီးတော့အာယုံတီးတန့်လိုက်နောင်နေအခွေသမားတွေအားလုံးအခွေကိုဆက်ထိုးလို့ကျွန်တော်ပြောပြပါပြီနော် ဒီသုံးလုံး6ဒီသုံးလုံး2ဒီသုံးလုံးကဒီသုံးလုံးကို6 2 5 9အဲ့ဒီ6 2 5 9ကိုကျွန်တော်တို့က ဒီသုံးလုံး sorry ဒီသုံးလုံး6ဒီသုံးလုံး2 အပေါ်ကမပါဘူးနော်နှိ၈၆တုံးလုံးပေါင်းချင်း၆၉၆ခုတုံးလုံးပေါင်းချင်း၂ကိုရဲ့ခွန်ရဲ့ကိုရဲ့ဒီသုံးလုံးပေါင်းခြင်း9ကိုခွန်9သုံးလုံးပေါင်းခြင်း9အဲ့တော့ဒီသုံးလုံးပြန်ကိုမယ်ဒီသုံးလုံးပြန်ကိုမယ်ဆိုတော့ဒီမှာဒီကနေ့နှလုံးပေါင်းခြင်း3ဖြစ်သွားပြီ9ဖြစ်အောင်9ဖြစ်အောင် ဒီသုံးလုံး6လို့ဖြစ်လို့2 8 6ဒီသုံးလုံး6တာဒီသုံးလုံး2လို့ဖြစ်လို့ဒီမှာရှိတဲ့6 6 9ဒီသုံးလုံးပေါင်းခြင်း2တာ9 2လေးသုံးလုံးပေါင်းခြင်း5လို့ဖြစ်လို့9ရဲ့9ရဲ့9ရဲ့သုံးလုံးပေါင်းခြင်း5 4 6 9သုံးလုံးပေါင်းခြင်း6လို့ဖြစ်လို့ဒီသုံးလုံး6မဲ့ဆိုရင်ဒီနေရာမှာကျွန်တော်တို့6ထက် အဲ့ဒါ6ထိပ်တခါလေးကြည့်ပါနော်အဲ့တော့နောက်ပိတ်လမ်းကြောင်းနောက်ပိတ်လမ်းကြောင်းနောက်ထိပ်စီးလမ်းကြောင်းကိုပြန်သွားမယ်ဘာကုန်နေမှမသိဘူးကွာတော်တော်စောက်အာယုံများတယ်ကွာအာယုံလာလာနောက်နေ ဒီနှလုံး30ဒီနှလုံး5ဒီနှလုံး1ဒီနှလုံး5ဟုတ်ပြီနော်ဒီနှလုံး30ဒီနှလုံး30လို့ဖြစ်တဲ့အချိန်ပါဒီ9ရယ်ဒီ6ပဲဒီနှလုံး5ဒီနှလုံး30ကြောင့်ဒီနှလုံး5လား9နဲ့6နဲ့ဒီနှလုံး5အဲ့ဒီ5ကြောင့်ဒီနှလုံး30လား ဒီနှလုံး၅ကြောင့်၅ရဲ့ပါဝါ၃ညတာဒီနှလုံး၃ညကြောင့်၃ညရဲ့ပါဝါဒီ၆၆၉ပေါင်းခြင်း၅တာဒီနှလုံးပေါင်းခြင်း၁၁ရဲ့ပါဝါဒီနှလုံး၆လို့ထည့်တာဒီနှလုံး၅၅ရဲ့ပါဝါဒီနှလုံး၃ညလို့ထည့်သဘောပေါက်လားဒီနှလုံး၃ညလို့ရေးတယ်၃ညရဲ့ပါဝါဒီနှလုံးပေါင်းခြင်း၆၉ပေါင်းခြင်း၅လို့ထည့်တယ်ဒီနှလုံး၅လို့ဖြစ်တယ်ဒီနှလုံး၅ရဲ့ပါဝါကိုကျွန်တော်တို့ကဒီနှလုံး၃ညလို့ဖြစ်တယ် ဒါဆိုရင်ဒီနှလုံးတက်လို့ဖြစ်တယ်ဒီနှလုံးတက်လို့ဖြစ်လို့တက်ရဲ့ပါဝါကိုဒီနှလုံးပေါင်းခြင်း9နဲ့9နဲ့ပေါင်းခြင်း6လို့ထည့်တာဒါဆိုရင်ဒီနှလုံးပေါင်းခြင်း9 9ရဲ့ပါဝါကိုဒီနှလုံးတုံရမယ်9ရဲ့ပါဝါကိုခဏနှလုံးပေါင်းခြင်းတုံရတာအဲ့တော့6နဲ့ပတ်သက်ပြီးတော့ခဏကတကွက်ထဲထိုးရမယ်ကျွန်တော်ပြောတာသဘောပေါက်လားမသိ6နဲ့ပတ်သက်ပြီးတော့ခဏန်းဒီတကွက်ထဲထိုးရမယ် ရံမဖြစ်ကြပါနဲ့ခင်ဗျားလေကျွန်တော်ဘယ်သူ့ကိုရံဖြစ်နေလို့လဲအဲ့တော့ဆက်ပြီးတော့ကျွန်တော်တို့သွားမယ်အကုန်လုံးကရှုံးနေတာရှုံးနေတဲ့အချိန်မှာအာယုံနောက်အောင်လာလာပြီးတော့မပြောနဲ့အာယုံနောက်အောင်လာလာမလုံးနဲ့ဟုတ်လားကျွန်တော်ပြောချင်တာကရှုံးနေကြတာအခုချိန်မှာဘယ်သူမှယင်ထဲမှာပန်းနေပွင့်နေတာမဟုတ်ဒီနှလုံး30တခြားကြည့်နော်ဒီနှလုံးပေါင်းခြင်းငါ ီနှလုံးပေါင်းခြင်း1ဒီနှလုံးပေါင်းခြင်း5အစိမ့်နဲ့ရောင်နဲ့နော်အတူတူပဲနော်3ညာ5 1 5 3ညာ5 1 5ကိုဒီနှလုံး3ညာလို့ကျွန်တော်တို့ဖြစ်လိုက်လို့ဒီနေရာမှာဒီဘယ်မှာရှိတဲ့2ကဲ6ကဲခွန်ရဲ3လုံးပေါင်းခြင်းဒီကျွန်တော်တို့က5လို့ဖြစ်တာ3ညာရဲ့ပါဝါ5လို့ထည့်ဒီနှလုံး5လို့ဖြစ်လိုက်လို့9ရဲ့ပါဝါဒီ3လုံးပေါင်းခြင်း10လို့ဖြစ်တာ ဒီနှလုံး1လို့ဖြစ်လို့1ရဲ့ပါဝါဒီသုံးလုံးပေါင်းချင်း6လို့ဖြစ်တာအဲ့တော့ဒီနှလုံး9လို့ဖြစ်လို့9ရဲ့ပါဝါဒီသုံးလုံးတုံညမယ်9ရဲ့ပါဝါတုံညမယ်ဆိုတော့4ရှိပြီ6ရှိပြီနှလုံးပေါင်းချင်း30ဖြစ်ပြီ9ရဲ့ပါဝါကိုတုံညဖြစ်ရပါဦးထဲ့ပြရဒီနှလုံး30ကိုဒီသုံးလုံးပေါင်းချင်းတုံညလို့ခြေတယ်နှလုံးပေါင်းချင်း9ကို9ရဲ့ပါဝါသုံးလုံးတုံညလို့ခြေတယ် နှလုံးပေါင်းချင်း1ကို1ရဲ့ပေါင်းပါသုံးလုံးပေါင်းချင်း998က6လို့ထည့်တယ်ဒီနှလုံး9လို့ဖြစ်လိုက်လို့9ရဲ့ပေါင်းပါဒီသုံးလုံး3ရလို့ထည့်မယ်ဘာနောက်ပိတ်ဖြစ်မလဲပြိနဲ့သွားတာအဲ့လိုချိန်မှာကျွန်တော်နောက်ထပ်လမ်းကြောင်းတစ်ခုဆက်ပြီးတော့ကျွန်တော်တို့ကြည့်မယ်ဒါဆိုရင်ဒီနှလုံးခွန်ဒီနှလုံး3ရဒီနှလုံး3ရဒီနှလုံး3ဟုတ်ပြီနော် ဒီနှလုံးပေါင်းချင်းခွန်လို့ကျွန်တော်တို့ရိုက်တဲ့အချိန်မှာဒီမှာရှိတဲ့အထောင်၄ရယ်အထောင်၄ရယ်တရားကြည့်နော်ဒီကကနန်းနှလုံးပေါင်းချင်းနဲ့သုံးလုံးပေါင်းချင်းဒီခွန်လို့တန်ရိုက်တယ်ဒီနှလုံးပေါင်းချင်း10 4 6ပေါင်းချင်း10လို့ဖြစ်တဲ့အချိန်မှာဒီက9ရယ်ဒီကကြလာမဲ့နှလုံးပေါင်းချင်းတက်နေ၃ညလို့ခြေရဒီနှလုံးပေါင်းချင်း၃ညလို့ခြေလို့ဒီက၃ရယ် ဒီကကြလာမယ်နှလုံးပေါင်းချင်းခွန်ပရိတ်နဲ့တုံညလို့ထက်ချေတာဒီ၃၃နဲ့တုံညနဲ့နှလုံး၃လို့ဖြစ်လို့ဒီခွန်ရယ်ဒီကကြလာမယ်ပရိတ်နဲ့ထိတ်စီးချောင်းနဲ့ဒီကကြလာမယ်အပိတ်နဲ့၃လုံးပေါင်းချင်း၃လို့ထဲပရိတ်နှစ်ချက်နဲ့ထဲဖုံးမှန်ကိုလက်နဲ့နှစ်ချက်စီ၃ချက်စီတော့ပါเนาะဖုံးမှန်ကိုလက်နဲ့နှစ်ချက်စီ၃ချက်စီတော့ပါအဲ့တော့နောက်ထပ်တစ်ချက်ဆက်သွားမယ် အယုံလာလာစားတယ်ဗျအယုံစားရင်ကျွန်တော်လုံးမလုပ်ပေးခြင်းဘာမှန်သောစကားတော့ကျွန်တော်ပြောတာအဲ့တော့ဒီမှာကြည့်တဲ့နှလုံးပေါင်းခြင်း8နဲ့3နဲ့နှလုံးပေါင်းခြင်း6နှစ်နဲ့9နဲ့နှလုံးပေါင်းခြင်း9 6နဲ့9နဲ့နှလုံးပေါင်းခြင်း9အပြာရုံနဲ့နော်ဒီနှလုံးပေါင်းခြင်း8ဒီနှလုံး8လို့ဖြစ်တဲ့အချိန်မှာဒီလေးလုံးပေါင်းခြင်းကို8လို့ထည့် เนาะဒီလေးလုံးပေါင်းခြင်းကို၈လို့ထည့်အဲ့တော့ဒီနှလုံးပေါင်းခြင်း၆ဒီလေးလုံးပေါင်းခြင်းကို၆လို့ထည့်အဲ့တော့ဒီနှလုံးပေါင်းခြင်း၉ဒီလေးလုံးပေါင်းခြင်းကို၉လို့ထည့်အဲ့တော့ဒီနှလုံးပေါင်းခြင်း၅ဒီလေးလုံးပေါင်းခြင်းကို၅လို့ထည့်မယ်ဆိုရင်၉ရှိတဲ့အတွက်ကြောင့် break 6ပဲထည့်ရကျွန်တော်ဘောကသဘောပေါက်လားမသိအဲ့တော့ကျွန်တော်ကိုမှများအားလုံးကိုကျွန်တော်ပြောမယ်မြန်မြန်ဆန်ဆန်ကျွန်တော်တို့ရေးပြလိုက်မယ်အဲ့တော့မြန်မြန်ဆန်ဆန်ရေးပြလိုက်မယ်တေချာလိုက်ကြည့်သွားကျွန်တော်တို့60 60เนาะ60ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာ30 60ပြီးဒီနေရာမှာ43เนาะအဲ့တော့60 30 43အာ3ကွက်အာ3ကွက်ညီကိုကြိုက်တယ်ဒီညနေညီကိုညနေကြိုက်တယ်เนาะညီကိုညနေကြိုက်ပါတယ်အကိုတို့မတို့အားလုံးကိုကျွန်တော်ပြောပြီးညနေညီကိုကြိုက်တယ်အားလုံး ဖုံးမှန်းကိုလက်နဲ့တောက်ပေးတာပါနော်ညီကိုညက်နေကြိုက်တယ်60ရဲ့10ရဲ့4 3ရဲ့အဲ့တော့ခဏန်း3ကွက်60ရဲ့10ရဲ့4 3ရဲ့ခဏန်း3ကွက်60ရဲ့10ရဲ့4 3ရဲ့အကျွေးကြီး3ကွက်60 10 4 3ခဏန်း3ကွက်ညီကိုကြိုက်တယ်ညက်နေအခွေသမားတွေအားလုံးကအခွေကိုဆက်ထိုးမယ်နော်အဲ့တော့အကိုဒီမားတွေအခွေကိုဆက်ထိုးပါအခွေကိုဆက်ထိုးပါနော်ဒီမှာတချင်းဖွင့်နေလို့ဒီလောက်ပဲအားလုံးပဲဘိုင်းပိုင်ပြား เนาะအားလုံးပဲဘိုင်းဘိုင်းဒီလောက်ပဲဒီလောက်ပဲအကူမရအားလုံးပဲ